AVA 1940အခန်း9တန်လင်း16ရာစုမှ18ရာစုအတွင်းအာရှပင်လယ်ရေကြောင်းခရီးသွားတိုင်းနှင့်ရင်းနှီးခဲ့ကြသောမြို့ချမ်းသာသောမွန်စိတ်ကမ်းမျိုးပြများစစ်အင်အားကျွယ်ဝသောကုန်းတွင်ပိုင်းဗမာမျိုးပြများနှင့်ကုန်းစည်းဖလဲရာတွင်အဓိကကျသော ကုန်းတယ်မျိုးခေအဆက်ဆက်နယ်မြေလူတိုက်ပွဲများစွာအသက်ပေါင်းများစွာတွေးဆက်များစွာစိန်စည်းနေသည့်ခံတပ်မျိုးဝီဇာသည်မြင်းမော်ရင်ထိုင်လျက်ထုံမျိုးကိုငေးသည် အပေါ်ပိုင်းကအင်းဝသူတို့ဝေးလေရှိသည့်ဂရီပါရင်စည်းတိုးရည်နှင့် အောက်ပိုင်းတွင်ဇင်းမဲ့သူတို့ပုံစံထမိန်ကို ground ကြိုက်ထားသည်အနောက်တိုင်းမျက်နှာပေါင်းနှင့်အမျိုးသမီးကိုတန်လင်မျိုးမှဒေသခံများနှင့်နိုင်ငံသားတချို့ကလည်းအာယုံစိုက်မိကြသည်လူစားသည်မြင်းစည်းချင်းကိုတပတ်ခန့်တင်ယူခဲ့ရသည်အစာပိုင်းတွင်ဗလာဒမိန်နှင့်မြင်းမော်တက်ရာတွင်ပေါင်ရင်းအထိပေါ်နေသည့်ပြဿနာရှိနေ၏ ထိုပြဿနာကိုဇင်းမဲ့အနယ်ဖြစ်သောအောင်မောင်းဝင်ဦးအောင်လကအလွယ်တကူပင် ဖြေရှင်းပေးလိုက်သည်ဇင်းမဲ့သူတို့ဝိသည့်ပုံစံအတိုင်းဆန်နာကိုတကြွန်းထမိန်ကိုဂရောင်းကြိုက်လိုက်သောအခါပေါန်နံများမပေါ်တော့ပေဘာနာပိုက်ယောမကတရစ်ဘုံတော်ကြီးကြောင့်ဟူအမိရေးထိုးထားသည့်ဖះเจ้าရှိတွင်လက်ရဘိုးကမြင်းကိုရက်လိုက်ပြီးနောက်မှလိုက်လာသည့်လူသားကိုစောက်လိုက်သည်ဒါအမိတဲမဲ့ဆိုရခင်ဤဂါလီစီကြောင်းမယ်မြင်းကိုတော့ကျွန်တော်ပြန်ယူသွားမယ် ဒီမှာကျုံနောက်လာစမ်းလောက်ထိရှိပါဦးမယ်အမိဟန်ဂါဝရီကိုပြန်တော့မယ်ဆိုမျိုးပြင်တက်တက်မှာကျုံရှိတယ်အချိန်မရွေးလာပြောပါတန်လင်းနဲ့ဟန်ဂါဝရီကြားမှာလှေကြုံတွေရှိပါတယ်လူစားကမြင်းပေါ်မှာဆင်းရဲကြိုးစားသည်သောသောညာသူမမှာမင်းစီတက်ကားစဖြစ်သည့်အခက်တွေ့နေ၏လက်ရဘူကမြင်းပေါ်မှာခပ်ပြုံးပြုံးကြည့်နေသည်လှင်စင်းမြင်းတက်ခတ်တယ်လို့သာပြောကြတာအမိကြမှာမြင်းစင်းမှာခတ်နေပါလားဘဲနဲ့တော့ကျုပ်လာကူရမလား ရတယ်ကျမဘာသာရအောင်စင်းပဲဘုတ်လူစားကမြင်းပေါ်မှာစင်းရန်စူးစားစဉ်ခြေနှင်းကွက်နှင့်ညိကမြေပြင်သို့ပြုတ်ကျသွား၏လက်ရဘူဤစစ်တီတူကမြင်းပေါ်မှာပြေးဆင်းလာပြီးဆွဲထူသည်ပါလာသည့်ထုံဘိုးတို့ကိုမြင်းပေါ်မှာချပေးသည်တို့အချိန်တွင်ဖះเจ้าနှင့်မှအသက်30ဝန်းကျင်သာရှိသေးမီကတ်တလစ်ဘုံတော်ကြီးငယ်တစ်ပါးထွက်လာသည်ဘုံကြီးငယ်မှာအသားဖြူဖြူတွင် မုံစိတ်ကျင်ဆွယ်များကိုရိတ်ထားသည်ဖြင့်မျက်နာကစိမ့်ဖန်နေသည် ဘာကိစ္စများအချင်းဖြစ်နေကြပါသလဲလူလင်ကြီးဟိုးရင်ငယ်ဤအစီအငော်မတဲ့သည့်စကားကိုလက်ရဘိုးကမြင်းပေါ်မှခပ်ပြုံးပြုံးဖြင့်နားတောင်ကသဘောကျနေသည်ဒီမဲ့ခင်ကြီးတို့เจ้าကိုဧည့်သည်လာလို့လာဖို့ပေးတာကျုပ်ဟန်သာဝတီမျိုးဆောင်တံမူလက်ရဘိုးပဲဟိုးရင်ငယ်ကလက်ရဘိုးကိုပြုံးပြသည်လူစားကခြေောက်ထုံးနေထုံးနေဖြင့်ဖះเจ้าနဲ့သူလှမ်းကြည့်လိုက်သည်ဖာသာကာလီစီယာစီလာတာပါအင်းဝါကပါလူစားကဗမာလိုပြပြသတာ ။အော်ဖာသာကျောင်းထဲမှာဖြစ်ပါတယ်။ကျွန်တော်ဖာသာပေါ်လိုနာယာနိုလို့ခေါ်ပါတယ်။အီတလီဘုန်းကြီးကမြန်မာစကားကိုကျွမ်းကျင်သေးဖို့မပေါ်လား။ဗီဇာလက်ထဲမှာအထုပ်ဘိုးများကိုကူဆွဲပေးရန်လက်ကမ်းလိုက်သည်။ထမိန်တွေပါတယ်။ကျမကကျမတဲပါမယ်။ထမိန်ဘာလဲထမိန်တွေကအမျိုးသမီးတွေဝတ်တဲ့ဂါဝင်လိုဟာမျိုးကိုပြောတာပါဖာသာ။ကျုပ်တို့ယူဆရတော့အမျိုးသမီးဝတ်တွေတဲ့ပြီးဖုံးနေတတ်တယ်လို့ယူဆကြပါတယ်။ လက်ရဖို့ကခက်ပြုံးပြုံးဖြင့်ဝင်ပြောလိုက်သည် ကျွန်တော်ဗမာစကားတိတ်နားမလည်သေးလို့ပါကျွန်တော်နာမည်ပေါ်လုံနာယင်နီလို့ခေါ်ပါတယ်အီတလီဗာတီကန်စီးတီးကနေရောက်လာ ဖြစ်ပါတယ်တွေ့ရတာဝမ်းမြောက်ခြင်းအများကြီးရှိပါတယ်လူလင်ကြီးလူလင်ကြီးလေကောင်းပါဗျာဟာဟာဟာလက်ရဖို့ကဟဟပပရယ်လိုက်သည် ဖာသာနာရာနီနဲ့လက်ရဘူကမြင်းမော်နဲ့မြေပေါ်တယောက်မျက်နှာတယောက်ကြည့်လျက်သဘောတကျရင်မောနေကြသည်ကိုလူစားကမျက်မှောင်ကျုပ်လျက်ကြည့်လိုက်သည်ဖာသာကာလီစီယာအထဲမှာလားကျမဘာသာဝင်သွားရမှာလားရီသာဤအတန်ကကျဲသွားသည်ဖြင့်ဖာသာနာရာနီကတတိဝင်သွားသည်အထဲမှာဖြစ်ပါတယ်လိုက်ဖို့ပါမယ်။အော်ကျွန်တော်သွားရပါဦးမယ်လူလင်ကြီး လက်ရဘိုးကလူီဇာနဲ့ဖာသာနာရာနီတို့ကိုနှုတ်ဆက်ပြီးထွက်ခွာသွားသည်ဖာသာနာရာနီကလက်ရဘိုး၏နောက်ကျောကိုတမင်လေပြန်ကြည့်ကပြုံးလိုက်သည်ဖျားကြောင်အနောက်ဘက်ရှိအဆောက်ဦးသို့ရောက်သောအခါတိတာစင်တစ်ခုကိုလွှားဖြင့်တိုက်ဖြတ်နေသောအသက်60ခန့်ဘုံကြီးတဦးကို တွေ့ရပြန်သည် ဖာသာကလီစီယာအင်းဝါကအမျိုးသမီးတစ်ယောက်လာပါတယ်အီတလီဘာသာဖြင့်ပြောလိုက်ခြင်းဖြစ်သည် ဖာသာဂါလီစီယာကလွှတ်အုပ်ချကလူစားထံထလာသည်လူစားကသူ့တွင်ပါလာသောစာကိုကမ်းပေးလိုက်၏ဖာသာဂါလီစီယာကစာကိုဖတ်လိုက်သည်ထို့နောက်ပီတာလာသောဗမာစကားဖြင့်ဖာသာမန်နက်တယောက်နေကောင်းပါရဲ့လားမစ်လူစားဒီမဲလို့ကောင်းပါတယ်ဖာသာကြုံကြောင်းမှာတီလာရှင်အတွက်ရည်စူးပြီးစောက်ထားတဲ့အဆောင်သီးသန့်ရှိနေတော့မင်းတဲခိုလို့အဆင်ပြေပါလိမ့်မယ်ဟောဒီကဖာသာနာရာနီကလိုက်ပို့ပေးပါလိမ့်မယ်သူ့ကို ကျုပ်ဘာဒီကန်ကနေအပြန်ခေါ်လာတာဆိုတော့ဒီရောက်တာ၄၅လလောက်ပဲရှိပါဦးမယ်။ဗမာစကားတော့တိတ်အဆင်မပြေသေးတာခွင့်လို့ပါ။မစ်ဖရီဇာခီးပန်းလာတော့နားလိုက်ပါဦး။လာရင်ကိစ္စနဲ့ပတ်သက်လို့တော့ညနေဝေပြူချိန်ပြီးမှဆွေးနွေးကြတာပေါ့။ဖရီဇာကပြုံးပြလိုက်သည်။အဲပထမကိစ္စကတော့မင်းပြောတဲ့အင်္ဂလိပ်ဂုံတိုက်ဆိုတာတန်လင်မှာမရှိတာကြာပြီကောဥရောပရက်တွေမှာကျင်နေဆိုရင်တော့ပြင်သစ်အရှိ အိန္ဒိယကုမ္ပဏီတွေကတင်မောခြင်းတစ်ခုတန်လင်းမှာရှိတယ်။သူတို့စီပွန်ဒီချယ်ရီကတင်မောကုန်တယ်တွေအမြဲကူးတန်းနေကြတာပဲ။တင်မောခြင်းကိုယ်စားလှယ်မွန်စီရာရာဖေးကကျုပ်ကြောင်းကိုဝင်ထွက်နေတာမို့သူနဲ့ချိတ်ဆက်ပေးဖို့ကျုပ်ကူညီနိုင်ပါတယ်။ဝိပုချိန်ပြီးသွားပြီးနောက်ဖះเจ้าအတွင်းတွင်ဂါဗီလီယာနှင့်လူစားတို့နှုတ်ဦးသာကြံရေးကြသည်ကျွန်မအင်းဝနန်းတွင်နှင့်အကြီးအကျယ်ကုံသွယ်ရမယ့်ကိစ္စမျိုးသူ့အတွက်လည်းအကျိုးအမြတ်များနိုင်ပါတယ်ဖာသာကာလီစီယာက ခုံနန်းပေါ်ရှိဓမ္မတချင်းတန်ပုံ စာအုပ်များကို လိုက်သိမ်းနေသည်လီဇာကဒုတိယခုံနန်းနှင့်ထိုင်လျက်မယ်ရော်မာရီ ပုံလူရုပ်တုကိုကြည့်ကာစကားပြောနေခြင်းဖြစ်သည်ဒုတိယကိစ္စအဲ့ဒါကတော့မင်းနဲ့ဖာသာမန်နက်တို့ရဲ့စိတ်ကူးတက်တက်ကိစ္စပဲမစ္စလီဇာလီဇာကထိုင်နေရာမှာမတ်တရက်ကသူ့နောက်တွင်တကုတ်ကုတ်ဖြင့်လှုပ်ရှုပ်နေသော ဖာသာဂါလီဇီယာအနာသို့လှမ်းလျှောက်သွားလိုက်သည်ဘလို့ပြောလိုက်တာလဲဖာသာ ဒီမြေမြေဟာကျမတို့နေမြေမဟုတ်ဘူးကျမတို့ဟာဒီနေမြေရဲ့ဧည့်သည်တွေကျမတို့နေရာကိုကျမတို့ပြန်ကြဖို့ကြံစီတာစိတ်ကူးရင်တာတဲ့လားမင်းတို့ဒီနေမြေမှာမွေးတာမစ္စတာမန်ဒက်ကိုလည်းဒီနေမြေမှာပဲမွေးတာပြီးတော့မင်းတို့ဟာ အင်းဝဘရင်ရဲ့ကျွန်တွေပဲဒီနေမြေဟာမင်းတို့ရဲ့မြေပဲပေါ်တူဂီဟာမင်းတို့နဲ့မဆိုင်တော့တာယာစုနှစ်တခုရှိခဲ့ပြီမဟုတ်လားဟုတ်တယ်ကျမတို့ဟာအင်းဝဘရင်ရဲ့ကျွန်တွေဒါပေမဲ့ ကျမတို့ရဲ့အမိမိဟာအင်းဝမဟုတ်ဘူးပေါ်တူဂီပဲလစ်ဘရွန်မျိုးတော်ပဲ ကျမတို့အဲ့ဒီကိုရအောင်ပြန်မယ်ကျမလူတွေကိုကျမဥဆောင်ပြီးကျမဘိုးဘွေးတွေရဲ့နယ်မြေကို ပြန်ခေါ်သွားမယ်တမန်တော်မိုးစာအီဂျစ်ကသူ့လူမျိုးကျွန်းတွေကိုကဒရရီလာပြည်ကို ပြန်ခေါ်လာဖို့ဖျားကခွင့်ပြုခဲ့တယ်မဟုတ်လားဒါအမှန်တရားပဲကျမလည်းကျမလူမျိုးတွေကိုကျမတို့မျိုးစီကိုပြန်ခေါ်သွားမယ်ဖာဒါရှင်ကိုအာမလုပ်တယ် ဘာနာပိုက်အတင်းတော်ညီလာခံကိုတွားတဲ့ခရီးမှာကျမတို့စီကတဝင်းလွာကိုပေါ်တူဂီဘုရင်မင်းမြတ်စီကိုယူသွားပေးပါဒါလေးမရှင်ကူညီရမှာပါဖာသာဒါလေးပဲဖာသာဂါလီစီယာက ခုံနှမ်းများပေါ်တွင်ထိုင်ချလိုက်သည်ထို့နောက်လူစားဤမျက်လုံးများကိုတေးချစိုက်ကြည့်လိုက်၏ကဲဟုတ်ပါပြီဒါဆို မင်းဥဆောင်မယ်ဆိုတဲ့လူတွေကရောမင်းနောက်ကိုလိုက်မယ်လို့မင်းယုံကြည်တာလား ဒီမျိုးဆက်30လောက်မှာအင်းဝဟာသူ့ရည်သူ့နေမည်ဖြစ်နေပြီလို့ခံယူထားတဲ့ပေါ်တူဂီတွေအများကြီးရှိနေမှာပါပဲ။နောက်ပြီးတော့မင်းတို့သွားကျင်နေဆိုတဲ့ပေါ်တူဂီမျိုးကပေါ်တူဂီတွေကရောမင်းတို့ကိုသူ့လူမျိုးလို့လက်ခံပါတော့မလား။မင်းပုံစံကိုပဲဥပမာကြည့်ပါဦး။ရုပ်ရည်တစ်ခုပဲမင်းမှပေါ်တူဂီလို့ပြောရတော့မယ်။မင်းဝိပုံစားပုံစကားပြောဟန်တွေကအင်းဝသူတယောက်ပဲ။မင်းတို့ဒီပုံစံနဲ့ပေါ်တူဂီမျိုးကိုပြန်လာတော့ရောသူတို့ကမင်းတို့ကို နိုင်ငံသားသားလို့ပဲတတ်မှတ်မှာစဉ်းစားမိရဲ့လားလူစားတိတ်ဆိတ်သွားသည်ဒါဆိုဖာသာကကျမတို့ကိုမကူညီနိုင်ဘူးပေါ့ကြုံတောင်းမှန်ပါတယ်ကျုပ်တို့ဟာသာသနာပြုတွေပါဒီနယ်မြေမှာသာသနာပြုဖို့ဆိုတာအင်းဝဘရင်ရဲ့ခွင့်ပြုချက်နဲ့လုံးနေကြရတာပါ အင်းဝဘရင်ကိုစန့်ကျင်တဲ့ဒီလိုအမှုမျိုးဆိုတာကျုပ်အသက်တည်သွားနိုင်တယ်ကျုပ်သက်သာသနာပြုလုပ်ငန်းတွေက ကမောက်ကမ ဖြစ်ကုန်ပါကိုပို့ပြီးစိုးရိမ်ပါတယ် မစ်လီစာခမရဒီတန်လေးမှာစီးပွားရေးကိစ္စတက်တက်လာလို့တယ်ဆိုကြုံတက်နိုင်ဆုံးကူညီပေးနိုင်ပါတယ်ကြုံကြောင်းမှာလည်းစိတ်ကြိုက်ဝင်ထွက်နေနိုင်ပါတယ်ဖာသာဂါလီစီယာကဖခင်ကြောင့်တကားဝစီတို့ ထွက်ခွာသွားသည်တကားဝအရောက်လူစားဘတ်တို့ပြန်လှည့်ကြည့်လိုက်ပြီအော်မနေ့ကပြင်သစ်ကိုစလဲရုံးခန်းကိုတွားကျင်နေဆိုရင်ဖြင့်ကြုံကိုယ်တိုင်လိုက်ပို့ပေးပါမယ်ခမရပြောတဲ့ကိစ္စတော့ကြုံမကူညီနိုင်တာခွင့်လို့ပါ တင်းမောင်းနှစင်းနဲ့တနက်အလက်200လောက်ဆိုရင်ရောဖြစ်နိုင်မလားရာဖီဘယင်ကန်ကျောက်ကဒီကိစ္စကိုစိတ်ဝင်စားဘူးလို့အတီလင်းပြောလိုက်တာပါကျုပ်လည်းဘာမှမတက်နိုင်ပါဘူးလို့ခမရတို့မျိုးဝင်မင်းကိုပြောလိုက်ပါကျုပ်မှာစီးပွားရေးကိစ္စတစ်ခုအတွက်အင်းဝါကနေကုံတယ်နဲ့ချိန်ထားတာရှိလို့ခဏနေသူတို့လာကြတော့မှာခမရကိုကျုပ်ရုံးမှာသူတို့တွေ့သွားခဲ့ရင်အင်းဝါကိုဒီတရင်ရောက်သွားရင်ကျုပ်အတွက်မကောင်းနိုင်ပါဘူးပြန်ကြပါ ပြင်သစ်ဒင်မောချင်းကိုစလဲမွန်စီရာရာဖေးရှိတွင်ထိုင်နေသော လူနှစ်ယောက်ကမကျေနပ်စွာဖြင့်ထရန်ပြင်လိုက်ကြသည်မွန်စီရာရာဖေးကသူတို့နှစ်ယောက်အားအခန်းတကားဝအထိလိုက်ပို့သည်သူတို့နှစ်ယောက်ကမကျေမနပ်ဖြင့်ဗမာစကားဖြင့်အချင်းချင်းဆဲရီပြောဆိုကထွက်သွားကြ၏အခန်းဝတွင်ထိုင်ဆောင်နေသောလူဇာနှင့် ဖာသာဂါလီစီယာတို့ကိုတစ်ချက်ကြည့်လိုက်သည် ထိုနေ့တွင်လူဇာကပေါ်တူဂီပုံစံဝတ်ဆင်ထားသဖြင့်အင်းဝါမှလာသူများဟုမထင်ဘဲအီတလီဘုံကြီးနှင့်ပြင်သစ်မှတူဦးသာထင်သွားကြသည်လူဇာကအပြင်ဘက်မှနေပြီးသူတို့အချင်းချင်းပြင်သစ်ဘာသာစကားဖြင့်ပြောနေကြသည့်စကားများကိုတစ်ချိန်လုံးနားဆွနေခဲ့သည်ကိုသူတို့သတိမထားမိခဲ့ကြဖာသာဂါဇီလီယာကမူပြင်သစ်စကားမတတ်သဖြင့်ဘာမှမသိသို့သောထွက်ခွာသွားသည့်နှစ်ဦးကိုမူဖာသာဂါလီစီယာပေါင်းပေါင်းသိနေသည် အဲ့တော့ဟန်တာဝရီမျိုးဝင်ဥဒအောင်ရဲ့ရောက်ပါပဲပြင်သစ်တွေနဲ့ဘာများလုံးနေကြပါလဲထိုအချိန်တွင်မွန်စီရာဖေးရဲ့မင်းစီလူငယ်ကသူတို့ရှိရောက်လာသည်မွန်စီရာဖေးကတွေးလို့ရပါပြီတဲ့ဖာသာ1934ဇွန်လမဏိပူရကံကလာနန်းတော်ဗိဒ္ဓနိုးကိုင်းဝင် ပရောဟိတ်ကြီးမဟာပရဘူဘွဲ့ခံ ရှနီဒါသားနှင့်ဟိန်နူပူဇာရီဘုန်းကြီးများသည်နန်းတော်မှပြန်လည်ကြွချီသွားကြပြီဖြစ်သည် ဘရင်ကာရစ်နာဇတ်သည်သူ့ရှိတွင်ခါးစားနေသောတားတော်နှစ်ပါး၏အဖြေကိုစောင့်နေသည်ဘာသာရေးကိစ္စတစ်ခုနဲ့အင်းဝလိုမျိုးလက်နက်နိုင်ငံစီကိုချီတာဟာအန္တရာယ်များလာပါတယ်ခမဲတော့ဒီကိစ္စကိုတော့တားတော့ကန့်ကွက်ပါတယ်အင်းရှိဥပဒရာစာအဖြစ်ယာရာသည်မင်းသားရှီရှားစီမှအတန်ထွက်လာသည် ကာရာဝစ်ကရှမ်ဖြားကိုစိတ်ပြက်လက်ပြက်ဖြင့်ကြီးလိုက်၏ဘင်္ဂလားမှသူတော်စင်ပညာရှိပရောဟိတ်ကြီးဖြစ်သောမဟာပရဘူရှန်ဒီဒါသသည်မဏိပူရပြည်သို့ကြွချီတာသနာပြုခဲ့သည်မှာကြာခဲ့ပြီးဘရင်ကာရနာဝစ်ကိုယ်တိုင်လည်းရိုးရနှကိုးကွယ်မှုများကို မဖယ်ရှားဘူးမဟာပရဘူညွန်ပြသည်ဖိဒနိုဖျားသခင်ကိုယ်ကွယ်မှုနှင့်ဟိန်နူဒလိထုံးနှံများကိုလက်ခံကျင့်သုံးခဲ့သည်မှာနန်းတက်ဆာကပင်ဖြစ်သည် သို့သောအင်ရှိဇံဖြင့်တင်မြောက်ထားသည့်မင်းသားရှန်ရှားသည်ဟိန်နူဒလိများကိုမကျင့်သုံးပဲမဏိပူရာ၏ရိုးရာဒလိများကိုသာလေးလာလိုက်စားခဲ့သည်ဗေဒနိုးကိုကွယ်မှုကိုလည်းတာမန်ဝိကြေတန်းကြီးသာသဘောထားခဲ့ကြောင်းကာရာနာဝိတီထားပြီးဖြစ်သည်မဟာပရပူကဟိန်နူဒလိထုံးတမ်းများအရာ မြေတောက်ချိုးခြင်းတွင်ဂင်းကမြေအစား ARV မြေကိုတောက်ချိုးပံကအပြစ်များတန့်စင်စင်ကြယ်ပြီးစစ်ပွဲများကိုအောင်မြင်သောမင်းပြစ်မြည်ဟုလမ်းပြခဲ့သည်ယခုဒီချိန်တွင်လည်းမင်းသားရှန်ရှားသည် ခမဲတော်ကိုအတိုက်ခံရှောက်တင်နေပြီဖြစ်သည်ဂါရနာဝေး၏မိဖုရားကြီးတွင်တားတော်များမထွန်းလာခဲ့ထို့ကြောင့်မိဖုရားငယ်များမှမွေးလာသည့်တားတော်များအနက်သူချစ်ဆုံးမိဖုရားတုတိမာလာမှမွေးလာသော မင်းသားရှန်ရှားကိုအင်ရှိဇံအရာထားရန်ဆုံးဖြတ်ခဲ့သည် ဂါရီနာဝဲကယခုအခါသူ၏ဆုံးဖြတ်ချက်မှားခဲ့ပြီလားဟုပင် တွေးနေမိပြီဖြစ်သည် လက်ရှိအင်းဝပြင်ဟာအမှုပညာဂီတအပျော်အပါးနဲ့သာချိန်ကုန်တက်တယ်လို့စကိုင်းမှာရှိတဲ့အထောက်တော်များကသတင်းစကားကြားရပါတယ်။နန်းရွေးအုပ်စုကွဲနေတာနဲ့အတူအင်းဝနဲ့ဝေးတဲ့ကျင်းစွန်နဲ့တချို့မှာဘယင်ကမြောက်စားထားတဲ့သူတွေဟာရွှေထီးဆောင်ပြီးဓမြတိုက်တဲ့အထိစိုးဝါးလာနေပြီဖြစ်တယ်လို့သိရပါတယ်။ဗုဒ္ဓဘာသာအယူဆကိုယူကြပေမဲ့အတင်းဂိုင်းအယုံဂိုင်းစတဲ့ဂိုင်းတွေကွဲပြားပြီး ရှင်ဘရင်ကိုးကွယ်တဲ့ပုံရဟန်းကြီးတွေကလည်းတရေတောက်တဲ့အထီကိုပျက်စီးခြင်းမကပျက်စီးနေကြပါတယ်တဲ့ဒီအချိန်မှာမဏိပူရနိုင်ငံဟာစစ်လက်နက်အင်အားရောစစ်မှန်တဲ့ဗိဒနိုးယူဝါဒထွန်းအားနေပြီမို့အီယာဝရီမြို့ကိုတောက်ချိုးရင်အင်ဝါနိုင်ငံရဲ့စစ်မှန်တဲ့ဗဟာနာသာသနာရောင်ဝါထွန်းလင်းစေကြလို့ညာစစ်ချီတင့်ပြီးဟူတားတော်ကတော့ယူဆပါတယ် မင်းသားဆန်ကြီးကိုအများကခေါ်ကြသည်မင်းသားဆန်ကြီးကုရာလက်ပါဤအတန်ကခတ်မှာပါထိုအတန်မှာကမင်းသားရွှေရှမ်းကြောင့်ညဉ့်နှန်းနေသောဘယင်နာဝိဤစိတ်ကိုအယောင်တဖိတ်ဖိတ်လက်ထလာစီသည်မင်းသားဆန်ကြီးသည်မိဖုရားငယ်နှစ်ပါးမှမွေးခဲ့တော်လဲဘယင်နာဝိဤအကြီးဆုံးသားဖြစ်သည်ဟင်ူဝါရကိုတတ်ဝင်ယုံကြည်သူဖြစ်ပြီးစစ်မှတ်ရေးအရင်လဲတွေ့ကြသူတူဖြစ်၏သို့တော်냐အိရှိဇံအဖြစ်ကိုနေရာမရခဲ့ အင်ရှိဇံမင်းသားရှန်ရှားကရှေ့ဆုံးတွင်ဝစ်တွားနေရာမှခလန်းလန့်ရှိမင်းသားဆန်ကြီးကိုလမ်းကြည့်လိုက်သည်မင်းသားဆန်ကြီးကနန်းချမ်းမြင့်ကိုသာအာယုံဆိုင်နေ၏အင်းဝသားတွေကငါတို့မဏိပူရကိုပနာဆက်နိုင်ငံတော်သဘောထားတဲ့ကိစ္စကိုစုံးမ်းတိုင်သိမိအင်းဝလည်းနိုင်ငံတော်မဏိပူရလည်းနိုင်ငံတော်နိုင်ငံချင်းချင်းရှင်ပြန်ချင်းချင်းဆက်ဆံရေးဖြစ်ဖို့အချိန်ကြပြီရခင်ကငါတို့ကစီရေးစရာမှာအားကနေခဲ့လို့ငါခမီးတော်ဟာ ငါနှမကိုအင်းဝဘရင်ထံပနာဆက်ခဲ့ရတယ်။ငါနှမလေးဟာအသက်၉နှစ်သမီးမှာသူ့အဖေထက်ကြီးတဲ့တကြောင်ကြီးနဲ့လက်ဆက်ခဲ့ရတယ်။ဒါရီငါလက်ထက်မှာအဆုံးသက်ချိန်တန်ခဲ့ပြီ။ငါနှမတော်ကိုလည်းမဏိပူရမျိုးကြီးစီကိုပြန်ခေါ်ဖို့အချိန်ကြပြီ။အရေးကြီးဆုံးကတော့အိန္ဒိယအင်းဝနိုင်ငံမှာစစ်မှန်တဲ့ဘာနာဝါရာထွန်းအားဖို့ရာတာသနာပြုမင်းအဖြစ်ငါမှာတာဝန်ရှိလာခဲ့ပြီ။ ။ဒါကြောင့်အင်းဝါကိုဒီတမိုးကုံနာနဲ့စစ်ကြည့်ပြီးမဏိပူရမင်းမြန်ခါရင်နာဝပန်ဟေပါရဲ့လက်ယုံကိုစန့်တန်းဖို့ငါဆုံးဖြတ်လိုက်ပြီ။ဘရင်နာဝဲ၏မိန်ဆုံးတွင်ရှန်ရှားကတစုံတစ်ခုကိုပြောရန်ပြင်လိုက်သည်ထို့သောဘရင်နာဝဲကရှန်ရှားကိုပြောခွင့်မပေးအင်းဝကိုစစ်ကြည့်ရမှာငါသားတော်ကြီးမင်းသားစံကြီးကိုဘိုလ်ချုပ်ဖြစ်ခန့်အပ်ပြီးငါလက်ယုံဖြစ်လိုက်ပါစီမယ်ရှီပြည့်တက်ဖြစ်ဘုံမှုဂျန်နရယ်စင်တက်တက် ဘုံမူအိမ်ရှိဆံကနောက်ဆောင်အဖြစ်တာဝန်ကျန်ခဲ့စီမနီဘူရာပြည်သည်ရခင်ကပြည်တွင်းရှုပ်ထွေးခဲ့သော တိုင်းပြည်ငယ်ဖြစ်ခဲ့သည်ဂါရစ်နာဝေး၏ဖခင်ပီတန်ဘာဘီရင် လက်ထက်တွင် အင်းဝဘီရင်စနေမင်းအားအသက်၉နှစ်ရွယ်သမီးတော်ကိုဆက်တာခဲ့ရမှုသည်ဂါရစ်နာဝေး၏နှမတော်ဖြစ်သောမနီဘူရာမင်းသမီးလေးနီလာခန်းကိုစနေမင်းကတားတော်အိမ်ရှိဆံတနင်္ဂနွေမင်း၏အိမ်ရှိမိဖုရားငယ်အဖြစ်လက်ထက်ပေးခဲ့၏ ဘရင်ဂါရင်နာဝိလက်ထက်တွင်မူစီယုံရေကောင်းဝွန်မှုကြောင့်နိုင်ငံရေးတည်ငြိမ်ပြီးစစ်အင်အားတိုးတက်လာသည်ယခုအခါဂါရင်နာဝတ်သည်တစ်ချိန်ကခါစွာဝေထားခဲ့ရသောအင်းဝနန်းတော်ကိုသူ၏စစ်အင်အားကိုဖျန့်ချက်ရန်ဆုံးဖြတ်လိုက်ပြီးဖြစ်သည်ဘရင်နာဝိသည်မျက်နှာထားတင်းတင်းနှင့်ညီလာခံမှထွက်ခွာရန်ပြင်လိုက်သည်မင်းသားစံကျင်းသားအရောက်တွင်ခိတရက်လိုက်၏ညညီလာခံမှမင်းတက်ရမယ်စံကျင်း ဘီယန်နာဝင်ထွက်ခွာသွားပြီးသည့်နောက်တွင်မူမူးမှန်များစစ်သည်များရှိနေသောနန်းရင်ပင်သည်ခါတိုင်းတပ်ပိုတိတ်ဆိတ်သွား၏ညညီလာခံဆိုသည်မှာရှင်ဘီယန်နှင့်အင်ရှိဇံမင်းသာနန်းရင်ဝင်အမတ်ကြီးများတို့သာတီးသန့်ဆွေးနွေးလေရှိကြသည် လျှို့ဝှက်အစည်းအဝေးဟုအားလုံးကတည်ထားကြသည် ထိုအစည်းအဝေးကိုလည်းအိမ်ရှိဇံမင်းသားရှန်ရှားကရခင်ကအမဲတက်ခဲ့ရသည်ယခုအခါတွင် ရှင်ဘီရင်ဤအင်းဝစစ်ပွဲဆုံးဖြတ်ချက်နှင့်အတူမဏိပူရထီးနန်း၏အပြောင်းအလဲတချို့စတင်ခဲ့ပြီဖြစ်ကြောင်းအားလုံးကရိပ်မိလိုက်ကြတော့သည်မင်းသားရှန်ရှားကမူတိတ်ဆိတ်နေသောလူအုပ်ကြီးကိုခတ်လောင်လောင်ရေမောကနိုင်ရင်ပြန်မှထွက်ခွာသွား၏အခန်း၁၀ဆက်ရ